င်္ဂလာပါသားတို့တမီးတို့ရင်ဒီချေကတော့ Grade 5တင်ချာကိုတင် जा ပေးမယ်ဒီချေ ਈ ပဲဖြစ်ပါတယ်ဒီချေဒီနေ့တင် जा ပေးမယ်သင်ခန်းစာကအခန်း7ပြင်းပြချင်းသင်ခန်းစာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဒီချေတို့အခန်း7ပြင်းပြချင်းသင်ခန်းစာစာမျက်နှာ130ကပုစ္ဆာနံပါတ်1ကလေးကိုကြည့်ကြရအောင် ဒါဆိုရင်တော့ကျွန်တော်ပုစာနံပါတ်1ကလေးမှာဆိုရင်ကလေးများသည် လိမ္မော်သီး၅လုံးဤအလေးချိန်များကိုချိန်ကြည့်ရာအောက်ပါအတိုင်းရရှိသည်လိမ္မော်သီး၃လုံးဤအလေးချိန်ကိုမြည်တို့ခမန်းနိုင်မည်နီးတဲ့ကျွန်တော်ကြည့်မယ်ဆိုရင်လိမ္မော်သီး၅လုံးရဲ့အလေးချိန်တွေကိုပေးထားပါတယ်၁00ဂရမ်၁40ဂရမ်၁50ဂရမ်120ဂရမ်နဲ့60ဂရမ်အသီးသီးပေးထားတယ်အဲ့တော့ကျွန်တော်လိမ္မော်သီး၃လုံးရဲ့အလေးချိန်ကို ဘယ်လိုခတ်မှန်မလဲဆိုတာခြေတို့ကြည့်ကြရအောင်အောက်မှာတော့ចောင်းသူလေးနဲ့ចောင်းသားလေးရဲ့တွက်နီလေးတွေကိုပေးထားပါတယ်ဒါဆိုရင်တော့ခြေတို့ចောင်းသူလေးရဲ့နီလေးကိုအချက်ကြည့်ကြရအောင်ចောင်းသူလေးကတဲ့ကျမကလိမ္မော်စည်း၅လုံးကိုတပေါင်းနဲ့ချိန်ကြည့်မယ်ပြီးတော့မှရလာတဲ့စုစုပေါင်းလေးချိန်ကို၅နဲ့ပြန်စားတယ်တဲ့ခြေတို့က ချိန်ငွေထဲမှာလိမ္မော်ဒီ၅လုံးလုံးကိုထည့်မယ်ထည့်ပြီးတော့မှထွက်လာတဲ့အဖြေကိုခြေတို့၅နဲ့ပြန်စားလိုက်တဲ့အခါမှာလည်းခြေတို့တစ်လုံးရဲ့ခမန်တံမူလေးထွက်လာပါမယ်ဒီမှာចောင်းသားလေးကတော့တဲ့လိမ္မော်ဒီ၅လုံးရဲ့အလေးချိန်တွေကိုသူကပေါင်းလိုက်မယ်တဲ့ပေါင်းပြီးတော့မှတဲ့အစွတ်စွပေါင်းလေးချိန်ကို၅နဲ့စားပါမယ်တဲ့ခြေတို့ခုနက လိမ်မော်တီ၅လုံးရဲ့အလေးချိန်လေးကိုပေးထားပြီးပြီဖြစ်တယ်။အဲ့ဒီ၅လုံးရဲ့အလေးချိန်လေးကိုသူကပေါင်းမယ်။ပေါင်းပြီးမှ၅နဲ့စားပါမယ်တဲ့။၅နဲ့စားလိုက်တဲ့အခါမှာတော့သူတို့လိုချင်တဲ့အဖြေကိုရတယ်တဲ့။ဒါအចောင်းသားလေးရဲ့တော်တဲ့နီးပေါ့နော်။ဒါဆိုရင်တော့ဒီချေတို့ကဆက်ပြီးတော့ကြီးကြရအောင်။စာမျက်နှာ၁၁၁က နေရာလေးကိုစက်ကြည့်ကြရအောင်ဒီမှာဆိုရင်တော့ခြေတို့ကလိမ္မော်သီးတစ်လုံးရဲ့အခက်မှန်အလေးချိန်ကိုလို့ချင်တာဖြစ်တဲ့အတွက်အခုနောက်ခြေတို့ကိုလိမ္မော်သီး၅လုံးရဲ့အလေးချိန်တွေကိုပေးထားတယ်ဒါလေးကိုခြေတို့ကပေါင်းမယ်ပေါင်းပြီးတော့မှ၅လုံးဖြစ်တာဖြစ်တဲ့အတွက်ခြေတို့ပေါင်းနဲ့စားမယ်ဆိုရင်၅နဲ့စားပေးရမယ်ဒါကြောင့်ကွက်လက်လေးထဲမှာ၅လို့ဖြည့်ပါမယ်အဲ့တော့ခြေတို့100အပေါင်း140အပေါင်း150အပေါင်း120အပေါင်း 60ကိုခြေတို့9နဲ့စားပါမယ်အဲ့တော့ခြေတို့9လုံးလုံးကို ပေါင်းလိုက်တဲ့အခါမှာအဖြေက600 600အစား9 600ကို9နဲ့စားလိုက်တဲ့အချိန်မှာထွက်လာတဲ့အဖြေက120အဲ့တော့ခြေတို့လိမ္မော်သီးတစ်လုံးရဲ့ခမန်းတန်မှုလေးက120ဂရမ်ရပါတယ်သားတို့သမီးတို့ခြေတို့ပန်းရောင်ကွက်လေးတွေအစားလေးကိုကြည်ကြရအောင်။ကိန်းအချက်လက်များပါဝင်သောအုပ်စုတစုမှာတဲ့ပါဝင်သောကိန်းအချက်လက်များဤပေါင်းလက်ကို ကိန်းရီအတွက်နဲ့စားခြင်းဖြင့်ရရှိသောရလဒ်ကိုပြင်းပြခြင်းဟုခေါ်သည်တဲ့ပြင်းပြခြင်းကိုအောက်ပါပုံစံဤအသုံးပြုပြီးတော့လဲရှားနိုင်သည်တဲ့ခြေရိုးကိုအခုနပေးတဲ့ကိန်းတွေပါဝင်တဲ့အချက်လက်အုပ်စုတစုမှာပါဝင်တဲ့ကိန်းအချက်လက်တွေရဲ့ပေါင်းလက်ကိုကိန်းရီအတွက်နဲ့စားမယ်ဆိုရင်တော့ခြေရိုးပြင်းပြခြင်းလို့ခေါ်လို့ရပါတယ်ဒါကြောင့်ခြေရိုးပြင်းပြခြင်းကိုဘယ်လိုတွက်မယ်ဆိုရင် အောက်မှာပေးထားတဲ့အပြာရောင်ကွက်လေးတွေကဆက်သက်ချက်ကိုအသုံးပြုပြီးတော့လဲရှာနိုင်တယ်တဲ့ချေတို့ပြန်မြချင်းညီမြချင်းဂိမ်းအားလုံးပေါင်းလက်အစားဂိမ်းအီတွဲတဲ့ချေတို့ပြန်မြချင်းကိုလိုချင်နေဆိုရင်တော့ဂိမ်းအားလုံးရဲ့ပေါင်းလက်ကိုတီးပြီးဂိမ်းအီတွဲနဲ့စားပြရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့တားလို့သမီးတို့ပြန်မြချင်းကိုရှာရမယ်ပုံသီးနည်းလေးကိုတီးပြီးလို့ရထင်ပါတယ်။ဒါကြောင့်ဒီချက်ကဒီသင်ခန်းစာလေးကိုဒီနားမှာပဲရနာထားပြီးနောက်သင်ခန်းစာလေးမှာချေတို့ပြန်တွေ့ကြမယ်နော်။

မှတ်တမ်းပြုစုထားသည်ထိုမှတ်တမ်းကိုအောက်ပါစရာတွင် ပြထားသည်တဲ့ချေလိုတန်ခွဲရကလေးတွေကစာအုပ်ကိုတနည်းလာနေရနေတောက်ကြနေသည်စာကြည့်လိုက်ရနေငှားခဲ့တဲ့မှတ်တမ်းလေးကိုချေလိုကိုအောက်မှာစရာလေးနဲ့ပြီးထားပါတယ်အဲ့တော့ချေလိုတနည်းလာနေတောက်ကြနေသည်ဖြစ်တဲ့အတွက်နေက9နေစာအုပ်ရေးတွက်လေးတွေကိုတော့အောက်မှာပြီးထားတယ်တနည်းလာနေမှာရှင်းအုပ်အင်္ဂါနေမှာငှားအုပ်ဗုဒ္ဓဦးနေမှာတော့ငှားတဲ့လူမရှိတဲ့အတွက်၃ညစတာပရိနေမှာ၄အုပ် တောက်ကြနေမှာတော့6အုပ်ဒါဆိုရင်ချေတို့ကာကြီးလေးကိုဆက်ကြည့်ကြရအောင်ကာကြီးမှာဆိုရင်လွန်ခဲ့သောတပတ်အတွက်တရက်လျှင်ငှားရမ်းခဲ့သောပြန်မြစာအုပ်အရေအတွက်ကိုရှာပါတဲ့ချေတို့ကိုပြန်မြစာအုပ်အရေအတွက်ကိုရှာခိုင်းတာဖြစ်တဲ့အတွက်ပြန်မြရဲ့ပုံသဏ္ဍာန်ဖြစ်တဲ့ကိန်းအလုံးရဲ့ပေါင်းလက်ကိုတီးပြီးအရေအတွက်နဲ့အစားပြရမှာပါဒါဆိုရင်တော့ဒီချေတို့ တပတ်အတွင်းငှားခဲ့တဲ့စာအုပ်စုစုပေါင်းကိုတီးပြီး9ရက်ငှားခဲ့တာဖြစ်တဲ့အတွက်ခြေတို့ငှားနဲ့စားပြရပါမယ်။ဒါဆိုရင်တော့9ရက်အတွင်းငှားခဲ့တဲ့စာအုပ်ရည်အတွက်ဒီဖြစ်တဲ့10အပေါင်း9အပေါင်း3ညအပေါင်း4အပေါင်း6ပြီးတော့မှခြေတို့ရတဲ့အဖြေကို အစားငှားနဲ့တွက်ပြရပါမယ်။ခြေတို့တပတ်အတွင်းငှားခဲ့တဲ့စာအုပ်9ရက်သာစာအုပ်တွေကိုပေါင်းလိုက်ရင်စာအုပ်က23အုပ်ရပါတယ်။အဲတော့မှခြေတို့23ကို ငါးနဲ့စားတဲ့အခါအဖြေက၄တသမ6အုပ်ရပါတယ်။ဒါကြောင့်ခြေတို့ကဒီနေရာမှာဆိုရင်ကိန်းများအလုံးပေါင်းလက်နေရာမှာ စားအုပ်တွေကိုပေါင်းတဲ့အခါမှာ၃ညကလည်းတနေ့တာငှားရရတဲ့စားအုပ်အရင်အတွက်ပဲဖြစ်တဲ့အတွက်ခြေတို့၃ညကိုလည်းထည့်ပြီးတော့ပေါင်းပေးရပါမယ်။ဒါဆိုရင်တော့ခြေတို့ပန်းရံအကွက်လေးကိုကြည့်ကြရအောင်။ပန်းရံအကွက်လေးထဲမှာဆိုရင် ပြင်းပြချင်းကြီးတသမကိန်း အပိုင်းဂိမ်းဖြစ်နိုင်သည်တဲ့အဲ့တော့ချေလိုပြင်းပြချင်းမှာထွက်လာတဲ့တံမိုးတွေကလည်းသတ္တမဂိမ်းတွေအပိုင်းဂိမ်းတွေလည်းဖြစ်နိုင်တာကိုတာလို့သမီးတို့ကကြီးမှာတွေ့ရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီလိုခါခွေးလေးကိုဆက်ပြီးကြည့်ကြရအောင်။ခါခွေးလေးမှာဆိုရင်ယခုလတွင်ငှားရံသည့်နေ့ရက်20ရက်ရှိလျင်ထိုတန်းခွဲသည့်စာအုပ်မိမြငှားရံနိုင်မည်ကိုခန့်မှန်းပါတဲ့။ချေလိုတရက်မှာငှားနိုင်တဲ့စာအုပ်ရေအတွက်ကိုတွက်ထားပြီးပြီ။ရက်20မှာဘယ်လောက်ရှိလဲသိချင်ရင်ချေလို တရက်မှာငှားခဲ့တဲ့စာအုပ်အရေးအတွက်နဲ့ရက်20ကိုမြှောက်ပေးရပါမယ်။ဒါကြောင့်၄.၆အမြောက်20၊ကျောင်း၄.၆ကို20နဲ့မြှောက်လိုက်တဲ့အခါအဖြေက62။ဒါကြောင့်အဖြေကရက်20မှာရှိမယ်ဆိုရင်ထိုတန်းခွဲမှာစာအုပ်62အုပ်ငှားရနိုင်မှာပဲဖြစ်ပါလေ။ဒါဆိုရင်တော့သားတို့သမီးတို့ကဒီပု္ပ္ပစာလေးကိုနားလည်မယ်လို့ချေမျှော်လင့်ပါတယ်။ဒါကြောင့်ဒီချေကဒီသင်ခန်းစာလေးကိုဒီနားမှာပဲရင်နာထားပြီးနောက်သင်ခန်းစာတွေမှာချေလို့ပြန်တွေ့ကြမယ်နော်။ ယ်ဒီနေ့တင်ကြားပေးမယ့်သင်ခန်းစာကစာမျက်နှာ133ကပုဒ်စာနံပါတ်3လေးပဲဖြစ်ပါတယ်။ခြေတော်ပုဒ်စာနံပါတ်3လေးကိုအတူတူကြည့်ကြရအောင်။သမင်နာ133ကပု္ပ္ပာနံပါတ်3လေးကိုကြည့်ကြရအောင်ပု္ပ္ပာနံပါတ်3လေးမှာဆိုရင်တန်ရှင်ရေးအဖွဲတစ်ဖွဲသည်အုပ်စု A နှင့်အုပ်စု B ဟူ၍ ုတ်စုနှစ်စုဖွဲ့ကဘူးခုများကောက်ကြသည်အုတ်စုတစုစီကောက်ရရရှိသောဘူးခုများကို အောက်ပါဇရာတွင်ပြထားသည်တန်ရှင်ရဲ့အဖွဲတစ်ဖွဲ့လုံးအနေဖြင့်ကောက်ရရရှိသော ပြမြဘူးခုအရေးအတွက်ကိုရှာပါတဲ့ဒါဆိုရင်တော့ခြေတို့ကိုဇရာလေးပါဆိုရင်အုတ်စု A နဲ့အုတ်စု B ရဲ့လူဦးရေရဲ့ကောက်ရရရှိတဲ့ပြမြဘူးခုအရေးအတွက်ရေကိုခြေတို့ကိုပေးထားပါတယ်အဲ့မှာဆိုရင်ခြေတို့ကာကြီးမှာဗာမေးထားလဲဆိုရင် တဖွဲ့လုံးကောက်ယူရရှိသောဘူးခွန်အေအတွက်စုစုပေါင်းကိုရှာပါတဲ့တဖွဲ့လုံးလို့ပြောတာဖြစ်တဲ့အတွက်ချေရိုအုပ်စု A နဲ့အုပ်စု B နှစ်စုလုံးရဲ့ကောက်ယူရရှိတဲ့ဘူးခွန်အေအတွက်စုစုပေါင်းကိုရှာပေးရပါမယ်ချေရိုဇာတ်လေးမှာဆိုရင် ကြည့်ကြရအောင်ဇာတ်လေးမှာဆိုရင် အုပ်စု A မှာဆိုရင်လူရေ10ယောက်ကောက်ယူရရှိတဲ့ပြင်းပြဘူးခွန်အရေးအတွက်ဆိုတာက ပြင်းပြအရေးအတွက်ဖြစ်တဲ့အတွက်တယောက်ရဲ့တန်ဖိုးပါအဲ့တော့တယောက်ကောက်ရတဲ့ဘူးက18ဘူးဒါကြောင့်အခြေလို့ကအုပ်စု A ကောက်ရရရှိတဲ့ဘူးကိုလိုချင်10ရက်နဲ့18ကိုမြောက်ပေးရမယ်။အောက်စုပြီးမှဆိုရင်လူရည်က15ရောက်ကောက်ရရရှိတဲ့ပြည့်မြတ်ဘူးခွင့်ရည်အတွက်က12ဘူး12ဘူးဆိုတာတယောက်ကောက်ရတဲ့ပြည့်မြတ်ရည်အတွက်ဖြစ်နေတာဖြစ်တဲ့အတွက်တီချေရိုက15ရောက်နဲ့စနစ်ကိုမြောက်ပေးရပါမယ်။အဲတော့မှတီချေရိုတစ်ဖွဲ့လုံးကောက်ရရှိတဲ့ဘူးဟွန်အေးအတွက်စုစုပေါင်းလိုချင်တာဖြစ်တဲ့အတွက်အုပ်စု A ရဲ့ A အတွက်စုစုပေါင်းနဲ့အုပ်စု B ရဲ့ A အတွက်စုစုပေါင်းကိုပေါင်းပေးရမယ်။ဒါကြောင့် 30အမြောက်ဆက်ခွန်အပေါင်း15အမြောက်စနစ်ကိုတွဲရပါမယ်။အဲတော့ခြေတို့30နဲ့ဆက်ခွန်နဲ့မြောက်တဲ့အခါမှာ180 15နဲ့စနစ်နဲ့မြောက်တဲ့အခါမှာ180အဲ့တော့ကျေတို့180နဲ့180နဲ့ပေါင်းလိုက်တဲ့အခါအဖြေက350ရပါတယ်။ဒါကတော့ကျေတို့တစ်ဖွဲ့လုံးကပ်ယူရရှိတဲ့ဘူးခွန်အရေအတွက်စုစုပေါင်းမယ်ဖြစ်ပါတယ်။ဒါဆိုရင်ကျေတို့ခါခွေးလေးကိုစက်ကြည့်ကြရအောင်။ တဖွဲ့လုံးဤလူရည်စုစုပေါင်းကိုရှာပါတဲ့အဲ့တော့တဖွဲ့လုံးရဲ့လူရည်စုစုပေါင်းလို့ချင်းအဖွဲ A က10ယောက်နဲ့အဖွဲ B က15ယောက်နှစ်ဖွဲ့လုံးပေါင်းတယ်အဲ့တော့30အပေါင်း15ညီမျှချင်း25ယောက်ရပါမယ်ဒါဆိုရင်တော့ခြေတို့ကားငယ်လေးကိုဆက်ကြည့်ကြရအောင်တဖွဲ့လုံးအတွက် ပြန်မြဘူးခွန်အရေးအတွက်ကိုရှာပါတဲ့တဖွဲ့လုံးရဲ့ပြန်မြကိုရှာချင်တာဖြစ်တဲ့အတွက်တဖွဲ့လုံးကောက်ခဲ့တဲ့ဘူးခွန်အရေးအတွက်ကို တီးပြီးတော့ကျေတို့လူဦးရေနဲ့စားပေးရပါမယ်ဒါကြောင့်တဖွဲ့လုံးကောက်ခဲ့တဲ့ဘူးခွန်အရေးအတွက်စုစုပေါင်းက350လူဦးရေက25ဖြစ်တဲ့အတွက်350အစား25ကျေတို့350ကိုတီးပြီး25နဲ့စားလိုက်တဲ့အခါရလာတဲ့အဖြေက14ဒါကြောင့်တဖွဲ့လုံးအတွက် ပြန့်မြတ်ဘူးခွန်ရေအတွက်က14ဘူးပဲဖြစ်ပါတယ်။ဒါဆိုရင်တော့သားတို့တမီးတို့ပြန့်မြတ်ဘူးခွန်ရေအတွက်ကိုတွက်တက်မယ်လို့တည်ချေမျှော်လင့်ပါတယ်။ဒါကြောင့်တည်ချေကသင်ခန်းစာလေးကိုဒီနားမှာပဲရင်နာထားပြီးနောက်သင်ခန်းစာတွေမှာချေလို့ပြန်တွေ့ကြရအောင်နော်။ ဒီချက်တင်နေတင်ကြပေးမယ့်သင်ခန်းစာကစာမျက်နှာ134ကပုစာနံပါတ်၄ပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ချေတို့ပုစာနံပါတ်၄ကိုအတူတူဖတ်ကြည့်ကြရအောင်။ခြေလန်းတလန်း၏အကွာဝေးကိုရှာကြမည်တဲ့။ပြီးနောက်ခြေလန်းအကွာဝေးကိုအသုံးပြုပြီးအလျားအမျိုးမျိုးကိုရှာကြမည်တဲ့။ကာကြီး ခြေလန်းတလှမ်းအကွာဝေးကိုရှားကြမည်အဲ့တော့ခြေတို့ခြေလန်းတလှမ်းအကွာဝေးကိုရှားဖို့အတွက်ခြေတို့ကို အောက်မှာဇရားလေးလေးပေးထားတယ်ဇာလေးလေးပေးထားတာဖြစ်တဲ့အတွက်ခြေတို့ဇာလေးကိုဆက်ဖက်ကြည့်ကြရအောင်ခြေလန်းများသည်တလှမ်းနဲ့တလှမ်းအကွာအဝေးမတူကြပေတဲ့ထို့ကြောင့်ပြန်မြအကွာအဝေးဖြစ်ပေါ်ပြရင်တဲ့နီနီကခြေလန်းဆယ်လန်းကိုတဲ့၅ချိန်ဆန်းလျှောက်ခဲ့တယ်တဲ့ခြေလန်းဆယ်လန်းအကွာအဝေးအတိုင်းအတာများကို ညာဘက်ရှိဇရားတွင်ပြထားသည်တဲ့ဆရာတို့ခြေလှမ်းတွေလှမ်းတဲ့အခါမှာတလှမ်းနဲ့တလှမ်းရဲ့အကွာဝေးကမတူကြဘူးဒါကြောင့်နီနီကတဲ့ပြန်ပြအကွာဝေးနဲ့ဖော်ပြဖို့အတွက်သူကဆယ်လှမ်းကို၅ချိန်နောက်သူကဆမ်းပြီးရှောက်ခဲ့တယ်တဲ့အဲ့ဒါလေးကိုဆရာတို့ကိုဇရားလေးမှာပေးထားတယ်တဲ့ဒီဇရားလေးမှာဆိုရင်ဒီဘက် channel ကဆန်းလျှောက်တဲ့အကျိန်၅ကျိန်ကို ပေးထားပြီးဒီဘက်မှာသူ၅ကျိန်အတွင်းလျှောက်ခဲ့တဲ့ခြေလန်းဆယ်လန်းရဲ့အကွာအဝေးတွေကိုသူပေးထားပါဗျ ပထမတစ်ကြိမ်ရှောင်းခဲ့တဲ့အချိန်မှာ4.85မီတာဒုတိယတစ်ကြိမ်ဆန်းလျှောက်တဲ့အခါမှာ4.83မီတာတတိယတစ်ကြိမ်ဆန်းလျှောက်တဲ့အခါမှာ4.91မီတာသတုထအကြိမ်ဆန်းလျှောက်တဲ့အချိန်မှာတော့4.86မီတာပြင်စမအကြိမ်ဆန်းလျှောက်တဲ့အချိန်မှာဒီခြေတို့က4.85မီတာဆိုပြီးတော့ပြီးထားပါတယ်။ဒါဆိုရင်ခြေတို့အောက်ကမိကွန်းလေးတွေကိုစက်ကြည့်ကြရအောင်။အောက်ကမိကွန်းလေးတွေမှာဆိုရင်ခြေလန်းဆယ်လန်းပြင်းပြအကွာအဝေးကိုရှာပါတဲ့။ ခြေရုပ်ကို၅ချိန်လျှောက်ခဲ့တဲ့ခြေလန်းဆယ်လန်းရဲ့အကွာအဝေးကိုဇရားမှာပေးထားပြီးသားခြေရုပ်ကိုအဲ့ဒီခြေလန်းဆယ်လန်းရဲ့ပြင်းမြအကွာအဝေးကိုရှာပါလို့ပြောတဲ့အတွက်ခြေရုပ်ဆုစုပေါင်းကိုတီးပြီးတော့အရေးအတွက်နဲ့စားပါမယ်။အဲ့တော့ဆုစုပေါင်းဖြစ်တဲ့အတွက်၅ချိန်လုံးလှမ်းခဲ့တဲ့ခြေလန်းဆယ်လန်းရဲ့အကွာအဝေးကိုပေါင်းမယ်။၅ချိန်ဆန်းလျှောက်ခဲ့တာဖြစ်တဲ့အတွက်၅နဲ့စားပါမယ်။အဲ့တော့၄.၈၅အပေါင်း၄.၃အပေါင်း၄.၉၁အပေါင်း၄.၈၆အပေါင်း 4.5ကိုပေါင်းလိုက်တဲ့အခါ24.1ရပါတယ်။အဲ့တော့မှချေလို့9နဲ့စားတဲ့အခါအဖြေက4.82မီတာရပါတယ်။ဒါကတော့ခြေလမ်း10လမ်းရဲ့ပြင်းမြအကွာအဝေးက4.82မီတာရပါတယ်။ဒါဆိုရင်ချေလို့နောက်မေကွန်လေးကိုဆက်ကြည့်ကြရအောင်။ ီနီအခြေလမ်းများအတွက်ပြန်ပြအကွာအဝေးကိုရာလီစိတ်ထိနီးရယူပြီးရှားပါတဲ့ခြေတို့ကခြေလမ်းနေရဲ့ပြန်ပြအကွာအဝေးကိုလိုချင်တာရလာတဲ့အဖြေကိုရာလီစိတ်ထိနီးရယူပြီးတော့မှရှားပေးရမှာပါခြေတို့ပြန်ပြအကွာအဝေးကိုလိုချင်တာဖြစ်တဲ့အတွက်ခြေတို့ကုနာတုံးကခြေဆက်လမ်းရဲ့ပြန်ပြအကွာအဝေး၄.၈ကိုတီးပြီးတော့ခြေတို့ကတစင်းနဲ့စားပေးရမှာမယ်ဆယ်လမ်းလှမ်းတာဖြစ်တဲ့အတွက်တစင်းနဲ့စားတာဖြစ်ပါတယ်ဒါကြောင့် လေတသမ၈နှစ်ကိုခြေရို10နဲ့စားလိုက်တဲ့အခါမှာအဖြေက၃ညာတသမ၄နှစ်ရပါတယ်။ခြေရိုးကယာလီစိတ်ထိပဲနီးရယူချင်တာဖြစ်တဲ့အတွက်ယာလီစိတ်၈ကိုယူပါမယ်။အဲ့တော့၈ရဲ့အနောက်ကနံကိုကြည့်လိုက်တဲ့အခါမှာနှစ်ဖြစ်နေပါတယ်။နှစ်ဖြစ်နေတာဖြစ်တဲ့အတွက်ခြေရိုးအရှိကိုတစ်တိုးစရာမလိုပါဘူး။ဒါကြောင့်ဒီခြေရိုးယာလီစိတ်ထိနီးရယူလိုက်တဲ့အခါမှာအဖြေက 3.48ကနေရာလီစိတ်ထိနီးရယူလိုက်တော့3.48ရပါတယ်။ဒါကြောင့်နီနီရဲ့ခြေလက်များအတွက်ပြန်မျှအကွာအဝေးကတော့3.48မီတာပဲဖြစ်ပါတယ်။ဒါဆိုရင်ခြေတို့ခါခွေးလေးကိုဆက်ကြည့်ကြရအောင်။ခါခွေးလေးမှာဆိုရင်နီနီသည်အိမ်မစာလိုက်သို့လမ်းလျှောက်ရတဲ့ခြေလမ်း820လမ်းရသည်။ ိမ်မှစာလိုက်တို့မီတာမီများခန့်ကွာဝေးသည်နီးတဲ့ချေလို့ကနီနီရဲ့ခြေတလန်းပြင်းပြအကွာဝေးကိုအပေါ်မှာရှာခဲ့ပြီးပြီသူကခြေလန်း820ကိုလမ်းမယ်တဲ့ဒါဆိုရင်တော့ဒီခြေတို့ခြေလန်း820လမ်းတဲ့အချိန်မှာမီတာဘလောက်ရလဲဆိုတာကိုသိချင်တာဖြစ်တဲ့အတွက်ခြေတို့တက်လန်းက3.48 ခြေလမ်းပေါင်း120ဖြစ်တဲ့အတွက်120နဲ့မြှောက်ပေးရပါမယ်။ဒါကြောင့်သုံးများတက်သမ48အမြောက်120ခြေလုံးမြှောက်လိုက်တဲ့အချိန်မှာထွက်လာတဲ့အဖြေကတော့363တက်သမ6မီတာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့တအားတို့သမီးတို့ကနီနီရဲ့ခြေလမ်းတွေကိုပြန်မျှလဲတွက်တတ်မယ်။ပြီးရင်အိမ်မစားလိုက်သူအကွာအဝေးကိုလည်း တွက်တက်ပြီလို့ဒီချေကမျှော်လင့်ပါတယ်။ဒါကြောင့်ဒီချေကဒီသင်ခန်းစာလေးကိုဒီနားမှာပဲရနာထားပြီးနောက်သင်ခန်းစာလေးမှာဒီချေတို့ပြန်တွေ့ကြမယ်နော်။